Are you tired of long queues and frustrated customers? Managing your queue doesn't have to be difficult. Introducing KMS Queue, the smart, automated queue management system built for modern businesses. Save time, serve efficiently, and keep your customers happy. KMS Queue organize, optimize, and grow with ease. Listen this audio to see how it works. Tanini Munakin Santuinya signed the Kuma, Kuname Kome Achingu, now swinging. Magazine a hounded Lanira Mew. ဒါမဟုတ်စေခန်းရဲ့ဆောင်းဆိုင်ခန်းထဲမှာလူတွေအပြည့်နဲ့အဲကိုယ်အလဲဘရောယုံလဲဆိုတာမတိချပဲထိုင်ဆောင်နေရတဲ့အခြေအနေမျိုးတွေကြုံဖူးကြမှာပါဒီနေ့မှတော့အဲ့လိုစိပစ်စရာကောင်းတဲ့ဆောင်းဆိုင်မှုတွေကိုအတွေ့အကြုံကောင်းတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်တဲ့ဤပညာတစ်ခုအကြောင်းနည်းနည်းနည်းဆွေးနွေးကြည့်ချင်ပါရှင်ဟုတ်ပါတယ်ခင်ဗျကျွန်တော်တို့လေ့လာထားတဲ့အချက်အလက်တွေထဲမှာတော့ဒီစနစ်ကို KMS Q token system လို့ခေါ်ပါတယ်ဒါမဲ့ဒီနေ့ကျွန်တော်တို့ဆွေးနွေးတော့မှာက ဒီစနစ်ရဲ့နိပညာပိုင်းတသက်ကိုမဟုတ်ဘူးပေါ့နော်ဒီစနစ်ကစောင့်ဆိုင်ခြင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်ကိုဘလို့ပြောင်းလဲပေးတယ်လဲတာမန်ဆိုင်ကလေးတစ်ခုကနေလုံခွန်းခွဲရီအထိဘလို့မျိုးတကက်ကိုလက်တွေ့ကြတဲ့အကျူးမြတ်တွေရရှိစေတယ်လဲဆိုတော့ကိုသုံးဆွဲသူတွေရဲ့ဇလန်တွေတိကျတဲ့ case study တွေနဲ့တကွခွဲခြားစိတ်ဖြားကြည့်မှာပါ ူစာတဲ့ခဲမှာစာဖတ်ထစ်တဲ့စာဟုတ်ဒီအိုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲဇလန်ကစင်ရဲဂီရိုဇက်ကောင်ရဲ့စိတ်ပိုင်းဆိုင်ရာအသွေးခေါ်တွေကလည်းအယံကိုနေနေတာကြောင့်ဖတ်လို့တောင်းမပြီးသေးပဲနဲ့ဘလို့များအဆုံးသတ်သွားမလဲဆိုတာအယံကိုတိကျင်စိတ်ပြန့်ချနေမိတယ်။ဟုတ်ပါပဲ။ဆိုတော့ န်းစီတိုကင်စနစ်တစ်ခုကလုပ်ငန်းတစ်ခုရဲ့အောင်မြင်မှုကိုဘလော့အထိတွန်းအားပေးနိုင်တယ်လဲဆိုတာကိုကျမတို့ရဲ့အချက်လက်တွေကဘာ ड़ी ပြောထားလဲဆိုတာကြည့်လိုက်ကြရအောင်နော်ပထမဆုံးအနေနဲ့30သူတယောက်ရဲ့နေရာကနေဝန်ခံစားကြည့်ကြရအောင်ကျမတို့ရထားတဲ့မှတ်တမ်းတွေကယာဂျူးဆိုတဲ့လူတယောက်ရဲ့ဥပမာရှိတယ်လေသူကစေခန်းကိုရောက်လာတယ်။အရင်တုန်းကဆိုရင် reception ကကောင်တာမှာနာမည်ပေးပြီးရင်ဘလောက်ကြာမှမတည်တဲ့ထိုင်ခုန်တန်းမှာသွားထိုင်ဆောင်နေရမှာပေါ့။ဟုတ်ကဲ့။ဒါပေမဲ့ဒီတစ်ခါတော့မတူတော့ဘူး။ ူရောက်သွားတော့ရှေ့မှာ test screen kiosk ကြီးတလုံးကို တွေ့လိုက်တယ်။လောက်ရတာကလည်းအရင်ရှင်းတယ်။ဒေါက်တာရှာမ General check up ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်တာနဲ့စာရွက်တွေတရွက်ထွက်လာတယ်။အဲ့ဒီမှာ token 15လို့ရေးထားတယ်။အင်းအရေးကြီးတာကအဲ့ဒီမှာပဲမပြီးသွားဘူး။ သူ့ရှေ့မှာလူ9ယောက်ပဲကျန်တော့တယ်ဆိုတာကို kiosk မျက်နှာပြင်မှာရောနိုင်ရန်ပေါ်က TV အကြီးကြီးမှာပါတခါတည်းပြပေးထားတယ်အဲ့ဒီအချက်ကတေးသေးလေးလို့ထင်ရပေမဲ့စိတ်ပိုင်းဆိုင်ရာမှာတော့အများကြီးကွာသွားမှာပဲနော်ဘယ်လိုရောက်မလဲဆိုတဲ့မသေးချမှုကနေ note ချက်9ယောက်ပြီးရင်9အလဲဆိုတဲ့တိကျတဲ့အသည့်ကိုပြောင်းပေးလိုက်တာပဲတိတိကျကျပါပဲစိတ်တညာလေးလာမှုတွေရာလူတွေဟာစောင့်ရတဲ့အချိန်ထက်ဘာမှမသိပဲစောင့်ရတဲ့ မတေချာမေးရမှုကိုပို့ပြီးစိတ်ဖြီးစီးကြတယ်ခင်ဗျာ real time queue visibility လို့ခေါ်တဲ့ဒီ feature ကအဲ့ဒီဖြီးစီးမှုကိုတိုက်ရိုက်ဖြေရှင်းပေးတာပါဟုတ်တယ်ပရိယာဆိုတဲ့တတူထုံးမဲ့မင်္ဂလာတယောက်ရဲ့ဇလန်းမှာစရင်ပို့တည်တာတယ်သူရှက်မှာလူပနေရောက်ရှိလဲတည်နေကောသူထိုးချင်တဲ့ design တွေကိုဖုံးထဲမှာအေးအေးဆေးဆေးပြန်ရွေးနေနိုင်တာပေါ့ဟုတ် စိုးရင်စိတ်အစာစိတ်လှုပ်ရှားမှုနဲ့အကောင်းမြင့်နဲ့မျောလင်းချက်ကအစာထိုးဝင်ရောက်သွားတာပေါ့နော်အဲ့ဒီသဘောပါပဲသူအလက်ရောက်တဲ့အခါမှာရောဘယ်လိုသိရလဲတယောက်ယောက်ကအော်ခေါ်တာမျိုးလားအဲ့ဒီမှာလဲနေပညာရဲ့အားသာချက်ကိုတွေ့ရတယ်နေရန်ဘောကမော်နီတာအကြီးကြီးမှာ token 15 to room 3ဆိုပြီးစာတန်းအကြီးကြီးပေါ်လာတယ်ပြင်ချိန်ထဲမှာပဲအတန်ထဲမှာခြင်ညာပဲတယ်ဩဒါကြောင့်ယာကျူးကဘယ်သူမှလိုက်မေးစရာမလိုပဲဘယ်အခန်းကိုသွားရမလဲဆိုတာချက်ချင်းသိသွားတယ် ဒါကအတွေ့အကြုံတလုံးကိုချောမွေ့သွားစေတဲ့အချက်ပဲဟုတ်ပြီဒါပေမဲ့ဒီလိုစနစ်မှာအလဲကျော်သွားတဲ့ပြဿနာမျိုးတွေရောမရှိနိုင်ဘူးလားဥပမာဆက်မင်းရက်ဆိုင်ကအာယုံလို့ပေါ့ तू आ ဒိုကင်ယူပြီးဘေးကကော်ဖီဆိုင်မှာခဏသွားထိုင်နေတယ်အဲ့ဒီအချိန်မှာ तू အလဲရောက်သွားရင်ဘယ်လိုလုပ်မလဲအရန်ကောင်းတဲ့မိန်းကောင်းပါခမဒါကဒီလိုစနစ်တွေရဲ့အဖြစ်များဆုံးစိန်ခေါ်မှုတစ်ခုပဲ KMS မှာတော့ Miss Token Recall ဆိုတဲ့ feature တစ်ခုပါလာ Miss Token Recall ဟုတ်ပါတယ်ဆိုလိုတာကအယုံရဲ့ number ကိုခေါ်လို့ သူရောက်မလာခင်ရင်စနစ်ကသူ့နံပါတ်ကိုကြော်ပြီးနောက်တစ်ယောက်ကိုခေါ်လိုက်မယ်။ဒါပေမဲ့သူ့နံပါတ်ကိုပြက်ဖြက်လိုက်တာမဟုတ်ဘူးမှတ်ထားလိုက်တယ်။အာယုံပြန်ရောက်လာတဲ့အခါ reception ကိုအတိပေးလိုက်ရုံနဲ့စနစ်ကသူ့ကိုအစဉ်ပြေမဲ့နောက်ထပ်အလျက်တစ်ခုမှအလိုလျောက်ပြန်ထည့်ပေးတယ်။ဒါဆိုရင်တော့တန်းစီနေတဲ့တခြားသူတွေအတည်းရောမတရားသလိုမဖြစ်သွားဘူးလား။ကြော်ဝါတဲ့လူကိုဦးစားပေးတယ်လို့မျိုးပေါ့။အဲစနစ်ကအဲ့ဒါကိုလည်းထည့်သွားထားတယ်။ ပြန်ရောက်လာတဲ့သူကိုတန်းစီနေတဲ့သူတွေရဲ့ဂျာရက်ကိုချက်ချင်းပြန်ထည့်လိုက်တာမဟုတ်ပါဘူး။ဥပမာလူနေရောက်၃ယောက်လောက်ကြော်ပြီးမှသူ့ကိုပြန်ထည့်ပေးတာမျိုးပါ။อ๋อโอเคだじゃสนิทจะส่องနေတဲ့သူတွေလည်းနစ်နာမှုမရှိဘူးအကြောင်းတစ်ခုခုကြောင့်လွတ်သွားတဲ့သူလည်းအခွင့်အရေးမဆုံးရှုံးဘူးဒါကသုံးဆွဲသူတယောက်ရဲ့မချက်ထဲမှာပြောထားသလိုပဲတရားမျှတတဲ့ဂရုစိုက်ခံရတဲ့ဆိုတဲ့ခံစားချက်ကိုတိစောက်ပေးပါတယ်အဲ့ဒီယုံကြည်မှုကလုပ်ငန်းတစ်ခုအတွက်အဖုံးဖြတ်နိုင်ပါဘူးရှင်းပါတယ်ရှင် ဒါပေမဲ့ဝန်ဆောင်မှုပေးတဲ့ဆရာဝန်ဒေါက်တာရှာမာဒါမှမဟုတ်စမင်ညက်ဆရာအန်နွေးဒူလိုလုပ်ငန်းရှင်တွေဘက်ကကြည့်အောင်ဒီလိုစနစ်စစ်တစ်ခုကသူတို့အတွက်အလို့ပိုးရှုပ်စေတာမျိုးတင်ရွာခက်တာမျိုးမဖြစ်နိုင်ဘူးလားဟုတ်ကဲ့အစားပိုင်းမှာတော့အဲ့ဒီလိုစိုးရိမ်မှုမျိုးရှိနိုင်ပါတယ်ဒါပေမဲ့ဒီစနစ်ရဲ့ဒီဇိုင်းကရွှေ့ရှုပ်မှုကိုဦးစားပေးထားတယ်ဒေါက်တာရှာမာကလူနာတယောက်ကိုကြည့်ပြီးသွားတာနဲ့သူ့စာပွဲပေါ်ကကွန်ပျူတာမှာဒါမှမဟုတ်သူ့ရဲ့မိုဘိုင်းဖုန်းထဲက app မှာ next ဆိုတဲ့ cloud အစင်းရောင်လေးကိုနှိမ့်လိုက်ရုံပဲ။ဩလွလွလေးပဲနော်။ဟုတ်ပါတယ်။အနေကလည်းစမင်းရက်ပြတာနဲ့သူ့ဖုန်းကနေ next ကိုနှိမ့်လိုက်ရုံပဲ။ number 16ဝင်လာပါလို့ဩခေါ်စရာမလိုတော့ဘူး။လူနာမေတွေမှတ်ထားစရာမလိုတော့ဘူး။ဆိုလိုတာကသူတို့ရဲ့အဓိကအလုပ်ဖြစ်တဲ့စေကူတာတာစမင်းရက်တာတွေအပေါ်မှာပဲ။ဟုတ်ကဲ့။ဝင်ရ percent အယုံဆိုင်ခွင့်ရသွားတယ်ပေါ့။အင်းတရချဲ့ရဲ့အကျိုးတရားမူကထဲနာထက်များကြီးပိုကြီးပါတယ်။ ဝန်ထမ်းကြီးရဲ့စိတ်ဖီစီးမှုတီးတီးတာတာကိုယော့ချသွားတယ်။အချင်းချင်းအခြေကဆက်မမီလို့ဖျက်ရတဲ့ပြဿနာတွေမရှိတော့ဘူး။လုံငန်းလက်ပါမှုတစ်ခုလုံးကအလိုလျောက်နှီးပါဖြစ်သွားတယ်။ဟုတ်ကဲ့။နောက်ပြီးဒီ system က kiosk ဆက်ကြီးတွေ၊ TV display တွေ၊ computer တွေ၊ mobile phone တွေအစရှိတဲ့ PC မျိုးစုံမှာအတူတူအလိုလုံနိုင်တော့လုံငန်းတိတ်အတားမီ၍ budget အတန်းအတာမျိုးမျိုးနဲ့အဝင်ခွင့်ချဖျားအောင်ချနိုင်တာပေါ့။ကောင်းပြီ။လုံငန်းလက်ပတ်မှုပိုချောမွေးတော့တာကိုနားလဲပါပြီ။ ဒါပေမဲ့ကျမတို့ရထားတဲ့ချက်လက်ဒီထဲမှာ automated report ဆိုတဲ့အပိုင်းကိုတွေ့ရတယ်အဲ့ဒါကဒီ system ရဲ့တကယ်အဓိကချက်လို့ပြောထားတယ်နော်အဲ့ဒါကဘလို့အလုပ်လုပ်တာလဲရိုးရိုးရှင်းရှင်းစင်ရင်စရာတွေပဲလားဒါကရိုးရိုးခဏနေတက်တာပဲမဟုတ်ပါဘူးခင်ဗျာဒါကလုံငန်းတစ်ခုရဲ့နှလုံးခုန်ငုံကိုပြရတဲ့ ECG set တစ်ခုလိုပဲစိတ်ဝင်စားစရာပဲအရင်တော့ကလုံငန်းပိုင်ရှင်တယောက်က command ချက်နဲ့ပဲအလုပ်လုပ်ရတယ်ဒီနေ့တော့လူများလောက်တဲ့ ဝန်တန်းစောစောခေါ်ထားမှာဆိုတာမျိုးပေါ့အခုဒီ report တွေเนี่ยဘာတွေတည်နိုင်လဲဆိုတော့ဟုတ်ကဲ့ဥမာဒေါက်တာရှာမဆိုရင်တနေ့ကိုလူနာ45ယောက်ကြည့်တယ်လူနာတယောက်ကို ပြင်းပြရှိမနေပဲအချိန်ယူတယ်တတူးဆရာရာဘေကတော့တတူးတစ်ခုကို ပြင်းပြ45မိနစ်ကြာတယ်အိုးအဲ့လောက်အထီအသေးစိတ်ထိရလာလားဟုတ်ပါတယ်ဘယ်ဝန်ထမ်းကတနေ့ကို token block ကြိုက်တယ်လဲဘယ်အချိန်တွေကလူများဆုံးအချိန် peak hours တွေလဲဆိုတာကိုနေ့စဉ်အပတ်စဉ်လစဉ် report တွေအနေနဲ့အလောလျောက်ထုတ်ပေးတယ်။ဒီအချက်လက်တွေကလုပ်ငန်းပိုင်ရှင်အတွက်ဘယ်လိုမျိုးတကယ်လက်တွေ့ဆုံးဖြတ်ချက်တွေချနိုင်အောင်ကူညီပေးနိုင်မလဲ။ဥပမာတစ်ခုပြောပြရမယ်ခင်ဗျာ။ report ကိုကြည့်လိုက်တော့နေ့လယ်စနေနေ့ကနေ့3နာရီအတွင်းကလူအ ਨੇ ဆုံးအချိန်ဖြစ်နေပြီးညနေ9နာရီနောက်ပိုင်းကအများဆုံးဆိုတာကိုတွေ့ရတယ်ဆိုပါစို့။ဟုတ်ဒါဆိုရင်လုပ်ငန်းရှင်ကဝန်ထမ်းတွေကိုနေ့လယ်ပိုင်းမှာအလေကျထမင်းစားနာခိုင်းပြီး ညနေဘက်မှာအားလုံးရှိနေအောင်အချိန်စရဆွဲလို့ရသွားပြီ။ဝန်ထမ်းအင်အားကိုပို့ပြီးထိထိရောက်ရောက်စီမံနိုင်သွားတာပေါ့နော်။မှန်ပါတယ်။နောက်ကချက်ကဝန်ထမ်းနှစ်ယောက်ရဲ့ဝန်ဆောင်မှုပေးချိန်ကတိတိတသာကွာနေတယ်ဆိုရင်ဘသူကနေတယ်လို့အပစ်တင်တာမျိုးမဟုတ်ပဲ။ဘာကြောင့်ဒီဝန်ဆောင်မှုက ပိုကျနေတာလဲဆိုတော့မေးခွန်းကိုမေးနိုင်လာတယ်။ဟုတ်တယ်။လေ့ကျင့်မှုပိုလိုအပ်နေတာလား။တောင်းမှုလုပ်ငန်းစဉ်မှာတခုခုမာရွေးနေတာလားဆိုတာကိုအပြည့်ရှာနိုင်လာတယ်။ တဟဝနန်တဦးချင်းကိုစီမံခန့်ခွဲတာကနေလုပ်ငန်းစဉ်တစ်ခုလုံးကိုပြန်လည်သုံးသပ်တဲ့ process optimization အဆင့်ကိုကူပြောင်းသွားတာပါစီကူးထဲမှာတော့ဒါတွေအားလုံးကအချိုးရှိမယ်ဆိုတာသိတာပါတယ်ဖောက်တဲ့တွေစိတ်ချမ်းသာမယ်ဝန်ထမ်းတွေအလုပ်လုပ်ရတာအဆင်ပြေမယ်စီမံခန့်ခွဲရတာလွယ်ကူမယ်ဒါပေမဲ့လက်တွေ့မှာတော့ဒီစနစ်အတွက်ရင်းနှီးမြှုပ်နှံလိုက်တဲ့ငွေကတကယ်ရောပြန်ရတယ်လားလုံငန်းရှင်တွေအတွက်အဓိကအရေးကြီးဆုံးဖြစ်တဲ့ငွေကြေးဆိုင်ရာအကျိုးအမြတ် ROI ပိုင်းကို တီးကြတဲ့ case study တွေနဲ့တကွကြည့်ကြည့်ရဟောင်းဟုတ်ပါတယ်ဒါကအရေးကြီးဆုံးအပိုင်းပါပဲရေပူရအဖြစ်တော့ကျွန်တော်ရထားတဲ့အချက်လက်တွေအရဒီစနစ်ကိုတုံးတဲ့စာလုံးတွေဟာဝန်ဆောင်မှုပေးနိုင်တဲ့ဖောက်တဲ့အရေးအတွက်30%အထိတိုးလာတယ်30%ဟုတ်ပါတယ်ပြီးတော့ပထမနှစ်အတွင်းမှာပဲဝင်ဝင်ရဆက်ပတ်စံကလေး35%အထိတိုးတက်လာတယ်လို့ဆိုပါတယ်ဒါမဲ့ပိုပြီးတိကျတဲ့ဥမာတွေနဲ့ပြောပြချင်ပါတယ်ပထမဆုံးတစ်ခုက hydrobat က urban cut စာလုံးပါသူတို့ရဲ့အခြေအနေကဘလို့ရှိခဲ့လဲရှင်သူတို့အဓိကပြဿနာကစနေတနေ့ငနေလိုနေလေမှာလူရများပြီးစီမံခန့်ခွဲလို့မနိုင်တာပဲဖောက်တယ်တွေကလာတယ်လူပြည့်နေတာတွေ့တော့စောင့်မနေရောပဲပြန်ထွက်သွားကြတယ်အော် customer တွေလည်းလွတ်ဆုံရှုံရတာပေါ့ဟုတ်ပါတယ်ဒီနေ့ကိုဖောက်တယ်40လောက်ပဲလက်ခံနိုင်ခဲ့တယ် KMS စနေကိုတွေ့လိုက်ပြီးတဲ့နောက်မှာတော့စောင့်ဆိုင်ခြင်းကိုရှင်းရှင်းလင်းလင်းပြနိုင်တဲ့အတွက် ူတွေကစိတ်ရှိရှိနဲ့စောင့်နေလာတယ်။ဟုတ်ကဲ့။ရလကတနေ့ကိုဖောက်တဲ့95ယောက်ထိဝန်ဆောင်မှုပေးနိုင်တယ်။ဒါ39.5%တိုးတက်မှုပါ။ဝိုး။ဒီဝေဝေတိုးတက်မှုကြောင့်စနစ်တော်ရင်းနှီးမြှုပ်နှံထားတဲ့ငွေကို6လနဲ့ပဲပြန်ရခဲ့ပါတယ်ခင်ဗျာ။39.5%ဆိုတာတော်တော်လေးကိုကြီးမားတဲ့တိုးတက်မှုပဲ။ဖောက်တဲ့အသစ်တွေပိုရလာတာအပြင်စောင့်မနိုင်လို့ပြန်ထုတ်သွားတဲ့ဆုံးရှုံးမှုတွေကိုကာကွယ်လိုက်နိုင်တဲ့အကြောင်းလည်းဖြစ်မယ်နော်။မှန်ပါတယ်။ အဲ့ဒီချက်ကိုပို့ပြီးထင်ရှားစေတယ်။နောက်ထပ် case study တစ်ခုကမွန်ဘိုင်ယာ beauty parlor တစ်ခုပါ။သူတို့ရဲ့အဓိကပြဿနာက faux theory booking ယူပြီးအချင်းချင်းရောက်မလာတာ။ no show ဆိုလိုခေါ်တာပေါ့။ဟုတ်။ဒါမှမဟုတ်လာပြီးတော့လူများတို့စိတ်မရှိပဲပြန်သွားတာမျိုးပေါ့။ဟုတ်ပါတယ်။အဲ့ဒီ number 95%လောက်ထိရှင်းနေကြတာပါ။ဒါကဝင်ငွေရဲ့၄ဘုံတဘုံကိုလွှင့်ပြနေရတယ်လို့ပါပဲ။ 25ပါဆန်ဆိုတာလွန်ကန်းတကူအတွက်တော်တော်ကိုနာကျင်စင်မဲ့ဂိန်းကနံပဲဒီ system ကအကိုဘလို့ဖြည့်ရှင်ပေးခဲ့လဲတန်းစီစနစ်ကရှင်းလင်းသွားပြီကိုအလဲနီးလိုင်း SMS alert ပို့ပေးတာမျိုးတွေလုပ်ပေးလိုက်တော့လူတွေကအချင်းကိုပို့ပြီးတိတိကျကျစီမံနိုင်လာတယ်။အော် reminder ပေးတဲ့သဘောမျိုးပေါ့ဟုတ်ပါတယ်အကြောင်းမရှိပဲပြက်ကွက်တာတွေနေသွားတယ်။ရာလနေနဲ့ no shoes နှုန်းက25%ကနေ9%ထိုးချသွားပါတယ်။များကြီးပဲနော် ဒါကြောင့်သူတို့ဟာလေးလာတဲ့နဲ့စနစ်ရက်ကုန်ကြစီ ပြန်ကြည့်ခဲ့တယ်။ဒါကမလိုအပ်တဲ့ဆုံးရှုံးမှုတွေကိုတားဆီးနိုင်ခြင်းဟာဝင်ငွေအသက်ရှာဖွေခြင်းလောက်နီးပါအရေးကြီးတယ်ဆိုတာကိုပြနေတာပါပဲ။နောက်ဆုံးဘင်္ဂလောကဆက်မြင်းဆိုင်ခွဲ case study ကတော့လုံလန်ချဲထွင်ခြင်းတဲ့တူရဲ့အတွက်အလွန်တရာကို စိတ်ဝင်စားဖို့ကောင်းတယ်နော်။ဆိုင်ခွဲသုံးခုမှာဒီစနစ်ကိုသုံးလိုက်တော့ဖောက်တဲ့အရေးအတွက်40ရာခိုင်နှုန်းကျိုးလာလေလို့ဆိုတယ်။ဒါပေမဲ့ တိထေပေါ်အရေးကြီးတာက report တင်နေရတဲ့အချက်လက်တွေနဲ့သူတို့ရဲ့ဆုံးဖြတ်ချက်ပဲဟုတ်ပါတယ်ခင်ဗျာသူတို့ကလုပ်ငန်းတိုးတက်လာတော့ဝင်ဟာအစ်တ၃ရောက်ခန့်ဖို့မူလကစီစဉ်ထားခဲ့တယ်။ဒါပေမဲ့ report တွေကိုတုံးဆက်ကြည့်လိုက်တဲ့အခါစိတ်ဝင်စားစရာအချက်တခုကိုတွေ့သွားတယ်။ပါများလဲရှင်စနစ်ကြောင့်လုပ်ငန်းလေပတ်မှုပိုချိုးမွေလာပြီးဝင်ဟာတယောက်ချင်းစီရဲ့ဝန်ဆောင်မှုပေးချင်ကအရင်ကထက်ပုံမြန်လာတာကိုတွေ့ရတယ်။ဒါကြောင့်သူတို့ဟာဝင်ဟာအစ်တ၃ရောက်အစား တယောက်ပဲခံဖို့လိုတော့တယ်ဆိုတဲ့ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့တယ်။ဒါအိုတို့တကိတ်ကိုမဟာပြူဟာကြတဲ့ဆုံးဖြတ်ချက်ပဲလုခလာစာနေရောက်စာကိုခြွေတာနိုင်ခဲ့တဲ့အပြင် ရှိပြီသားဝန်ထမ်းအင်အားကိုအကောင်းဆုံးအသုံးချနိုင်ခဲ့တာပေါ့။အဲ့ဒီအချက်ကလုပ်ငန်းကို ထိထိရောက်ရောက်ချဲ့ထွင်နိုင်စေခဲ့တဲ့တော့ချက်ပါပဲ။မလိုအပ်တဲ့ကုန်ကြဆိတ်ကိုရှော့ချနိုင်ခဲ့တယ်။နောက်ဆက်တွဲအနေနဲ့ဖောက်တေရီရဲ့စိတ်ချနှမှုနှုန်းအရမြင့်တက်လာတဲ့အတွက်ထက်ခါထက်ခါပြန်လာတဲ့ဖောက်တဲ့ repeat business နှုန်းက25%အထိတိုးလာခဲ့ပါတယ်။ဆိုတော့လုပ်ငန်းရှင်တွေအတွက်အကျိုးကျေးဇူးကိုအကျဉ်းချုပ်ရရင်ရှင်းရှင်းလေးပါပဲ။ဝင်ငွေတိုးတယ်မလို့အတဆုံးရှုံးမှုတွေနေပါတယ်။ဟုတ်ပါတယ်။ပြီးတော့ဝင်ထမ်းအင်အားကိုအချက်လက်နဲ့စီမံခန့်ခွဲနိုင်ပြီးဖောက်တေရီရဲ့တစ္ဆာဆောင်တဲ့မှုကိုခိုင်မာစေပါတယ်။ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာယူကိုပြန်ပြီးခြုံငုံကြည့်လိုက်ရင် KMS နဲ့ဟာတိုကင်နဲ့မထုတ်ပေးတဲ့စစ်တခုတဲ့အများကြီးပိုတယ်ဆိုတော့ကိုတွေ့ရပါတယ်။ ဒါဟာစောင့်ဆိုင်ခြင်းအကျဉ်းခံပြစ်ဒဏ်တစ်ခုဖြစ်တဲ့တွန်းဆွဲသူဘက်ကမတိကျမယောင်မှုနဲ့ဝန်ဆောင်မှုပေးသူဘက်ကလုပ်ငန်းစဉ်ရှုပ်ထွေးမှုရုပ်ကိုတပြိုင်တည်းဖြည့်ရှင်ပေးတဲ့ပြပြည့်စုံတဲ့စနစ်တစ်ခုလို့ပြောနိုင်မထင်နဲ့နော်ဟုတ်ပါတယ်ခင်ဗျာဒါဟာဝန်ဆောင်မှုအတွေ့အကြုံတစ်ခုလုံးကိုအစ်စ်ပြန်လဲပုံဖော်ပေးလိုက်တာပါနောက်ဆုံးအနေနဲ့စဉ်းစားစရာလေးတစ်ခုပေးချင်ပါတယ်ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေကဆလွန်နေစေခန်းတွေအပေါ်ဒီကထားခဲ့ပေမဲ့ ဒီလိုဆောင်ဆိုင်မှုကိုစီမံခန့်ခွဲတဲ့အတွေ့အခေါ်နဲ့ data ကိုတုံးပြီးလုပ်ငန်းတွဲတက်အောင်လုပ်တဲ့နီးလန်းကတခြားနေရာတွေမှာလည်းအပုံးဝင်နိုင်မလား။ Oh ဥမာဘယ်လိုနေရာတွေမျိုးလဲ။ဥမာအစိုးရရုံးဒီဘန်းနေဒါမှမဟုတ်လူစီကတဲ့ coffee ဆိုင်လိုနေရာတွေမှာကဒီလိုစနစ်မျိုးနဲ့စိတ်ပျက်စရာကောင်းတဲ့ဆောင်ဆိုင်မှုတွေကိုချောမွေ့တဲ့လုပ်ငန်းလင်တစ်ခုဖြစ်ပြောင်းလဲပြစ်လို့မရနိုင်ဘူးလား။ ဟုတ်တယ်နော်တွေးကြည့်စရာပဲတခါတည်းကကျွန်တော်တို့ရဲ့နေစဉ်ဘဝမှာအထီးရောက်ဆုံးမဟုတ်တာဟာဝန်ဆောင်မှုကိုယ်တိုင်မဟုတ်ပဲအဲ့ဒီဝန်ဆောင်မှုကိုရဟို song sign နေရတဲ့အခြေအနေများဖြစ်နေမလားဆိုတာတွေးကြည့်စရာပါပဲ Help this video for your business visit our website www.kidsms.com and please follow like share and subscribe